ခန်းမြမာနယ်ဆက်အမဲဆောက်မြို့မှာနယ်ဆက်တစ်လျှောက်ရှိရွှေပြောင်လို့သမားတွေနဲ့တိုင်းရင်းသားပြည်သူတွေအတွက်ဖွင့်လှစ်ထားတဲ့မေရိုစီဖျန်တီထောင်သူဒေါက်တာနွားစင်စရာမောင်ကိုနရင်စံတက္ကသိုလ်ကဂုံနုဆောင်ပါကူဖွဲ့ချီးမြှင့်ခဲ့လို့သိရပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့နရင်စံတက္ကသိုလ်ဟာပြီးခဲ့တဲ့မတ်လ17ရက်နေ့ကဂုံနုဆောင်ပါကူဖွဲ့ Honorable Doctorate in ASEAN Study ကိုဒေါက်တာနွားစင်စရာမောင်ထံချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ပါရကူပွဲချင်းညစ်ချေခန္ဓာမှာထိုင်းနိုင်ငံထိုင်းပြည်တော်ဝင်မိသားစုမှဘေးရသမီးတော်မဟာချက်ကရီသီရီတုံကိုရိုင်းပြည့်အပ်ချင်းညစ်ခဲ့တာဖြစ်ပြီးအာဆီယံဒေသရင်းလူသားချုပ်ပြုံးနန်းတွေနဲ့ လူမှုအတိုင်းဝန်အတွက်ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေပေါ်ဖြစ်ပေါ်စေရကြောင်းအခုလိုပိုင်ရကူဖွဲ့ဖေးရခဲ့တာဖြစ်တယ်လို့နေဝင်ရှင်တက္ကသိုလ်ကဆိုပါတယ်။ဆီယမကြီးဒေါက်တာစင်တီယာမောင်ဟာအာရှသူရဲကောင်းစုပါဝင်ကျမ်းမာရေးပညာရေးနဲ့လူသားချုပ်ပြုလူမှုထူးချွတ်စုများစွာရရှိထားသူဖြစ်ပြီးယခုကဲ့သို့ဂုံနူးဆောင်ပိုင်ရကူဖွဲ့ချင်းမြင့်ခရမှုအပေါင်းဂုံယူဝမ်းမြောက်ကြောင်းကီအမျိုးသားစီယုံ PNU ကထုတ်ပြန်ထားပါတယ်။